ဒီမြင်ကွင်းကတော့မြောက်ကလေးတွေဟာအစာကျွေးမဲ့သူတွေကိုမျှော်နေတဲ့မြင်ကွင်းပါရန်ကုန်မြို့ရဲ့မိုင်20ခန်းအကွာထောက်ကျန်လမ်းစုံအနီးမှာရှိတဲ့လော်ကားဥယျာဉ်လို့ခေါ်တဲ့တဘာဝတုံရဲ့တရိษံဥယျာဉ်ထဲမှာနေထိုင်ကြတာပါ လက်ရှိမှာတော့ဥယျာဉ်ကြီးထဲမှာမြောက်ကြီးတောဝတ်ဆက်နဲ့တမင်စတဲ့တရိษံပေါင်းစုံရှိနေပါတယ်သက်ဆိုင်ရာတရိษံအလိုက် မျိုးရိုးဗီဇာနဲ့ကန့်ညီတဲ့အစားအစာတွေကိုလည်းနေ့စဉ်ကြွေးမွေးလျက်ရှိတယ်လို့သိရပါဗျ။ဒါပေမဲ့ဥယျင်အတွင်းကမြောက်တွေကတော့ဥယျင်ကကြွေးတဲ့အစာတွေထက်လာရောက်လည်ပတ်ကြသူတွေကြွေးမွေးတဲ့ပြင်ပစားတောက်ဖွဲ့ရာတွေကိုပို့ပြီးနှိမ့်နှိမ့်ချိုက်ချိုက်ဖြစ်နေတာပါ။ရှားတယ်ဆိုတော့မြောက်ဆိုတော့ရှောက်သွားနေတာပဲအဲ့လိုမျိုးသူကဒီအခုဒီမနှက်စားလဲအဲ့လိုမျိုးတိတ်မတင်းတယ်ဘွာမနှက်စားသူတို့ခုံပေါက်တာနဲ့ခဏလေးစားအဲ့ပြီးပြန်ထွက်အဲ့လိုမျိုး ုံပေါက်ပြီးစားတာပဲပြီးတော့တို့ကဒီပြားမှုတဲ့အဲ့တွေကကျွေးတာလေဂျယ်လီတို့အဲ့လိုတကြားလုံးတို့အဲ့လိုမျိုးလူအရန်စားကောင်းနောက်စားရင်ကျွေးတော့လေတို့တွေကအဲ့ဒါတွေကိုမက်ပြီးတော့တို့အပြင်ထွက်ပြီးတော့တောင်းတာတောင်းတာပြားမှုအစားရပါများလို့ရှိတယ်ပြားမှုကိုပြစ်ချတာဒါတို့ကအဲ့လိုမစားတော့ဘူးဂျယ်လီကျွေးမလားပန်းသီးကျွေးမလားအဲ့လိုစောက်တာငုံဥတို့အဲ့ကြက်ဥတို့အဲ့လိုစောက်ပြီးတော့အဲ့လိုထွက်တာတို့ကဒီလိုအပြင်းစားအစုံစားတာကြောင့်ဥယျာဉ်ထဲမှာရှိတဲ့မြောက်တွေကိုမူလာတလေးစရိုက်ဖြစ်တဲ့ တော်ရင်နေထိုင်ရှာပြီးစားတောက်တဲ့အလီထားတွေပျောက်ွယ်လာစေခဲ့ပါတယ်။ယခုခါမှာတော့မြောက်လေးတွေကိုထိန်းချုပ်မှုကင်းမဲ့တဲ့အစာကျွေးမှုများပြားလာတာကြောင့်အကောင်ရီတူပွားနှုတ်လည်းမြင်လာပြီးတော့အခြားသတိဆန်တွေရဲ့ရေရှည်အသက်ရှင်နေထိုင်ရင်းနဲ့မျိုးဆက်ပြန့်ပွားနိုင်ရည်တွေကိုပါချိန်ချောက်လာနေတာပါ။ကျွေးမွေးတဲ့အစာနဲ့လည်းသက်ဆိုင်ပါတယ်ခင်ဗျာ။အဓိကဒီမြောက်ဆိုတာတော့ပေါ့ဒီသူတို့ရဲ့အမုံအနေပေါ့အကျင့်ပေါ့နော်။ကျွန်တော်တို့မတူတော့ဘူးခင်ဗျာ။သူတို့ကအခုကဘယ်ထိရောက်လာလဲဆိုလို့ရှိရင်ညော်ကိုပြီးတော့စောင်းစားတဲ့ အဆင့်ကိုရောက်နေပါတယ်ခင်ဗျာသူတို့ရဲ့ဘေးဘေးရနဲ့ပြောမယ်ဆိုလို့ရှိရင်တဘာဝအတိုင်းတစ်ပုံမှာနေပြီးတော့တရေလေးတွေစားလိုက်ဒီတေးသီးသူတို့စားလို့ရတဲ့အပင်လေးတွေပါနေတဲ့အကျင့်မှုတော့ခင်ဗျာဟိုလာရောက်တဲ့ public တွေကနေမျိုးညှော်ကိုးပြီးတော့စားတဲ့အဆင့်ရောက်နေခင်ဗျာနောက်ဒီကောင်တွေနောက်ဘလို့ဖြစ်လာမယ်ဆိုလို့ရှိရင်ညှော်လို့ကျွေးရင်ကျွေးမကျွေးလို့ရှိရင်လူလာမယ်အဆင့်လူကိုပိုင်းအန်တီပြူလာမယ်အဆင့်ကိုရောက်လာမယ်ခင်ဗျာအဲ့ဒါလက်ရှိလော်ကားတဘာဝဥယျာဉ်ရဲ့ဂေယာစနစ်ဟာမြောက်တေချောင်းပြတ်တုံလာရတော့မဲ့အခြေအနေကိုတွေ့မြင်နေရတာပါ။ တစ်တော်တစ်ခုရဲ့ဂရားစနစ်ကောင်းမှုဖို့အတွက်ဒေါ်ရင်မာနေထိုင်တဲ့တရိစံတွေရဲ့အကောင်ကြီးမျက်မျှတတရှိဖို့လိုပါတယ်။ဒီလိုမျှတမှုမရှိဘူးဆိုရင်တော့ဥယျာဉ်တစ်ခုလုံးရဲ့ဂရားစနစ်ဟာနောက်လာမယ့်ဆယ်နှစ်အတွင်းမှာလုံးဝပြတ်စီသွားမှာပဲဖြစ်ပါတယ်။ဂရားစနစ်ပြတ်စီမှုကအဓိကကတရားခံအနေနဲ့ပြောမှဆိုရင်ဘယ်လိုလိုပြောလို့ရတာမလဲ။ဟုတ်ကဲ့ခင်ဗျအဓိကတရားခံကတော့ဒီမြောက်ပါပဲခင်ဗျ